မကွေးတိုင်းမြိုင်မြို့နယ်ကံကြီးရွာကိုစစ်ကောင်စီတပ်ကမနစ်ညပိုင်းမှာလေကြောင်းတိုက်ခိုက်ခဲ့ပြီးလူငယ်တွေအပေါင်းဝင်ပြည်သူ9ယောက်တိဆုံးက30ကျော်တရားရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နိုဝင်ဘာလ19ရက်မနစ်ည12နာရီကျော်မှာစစ်ကောင်စီတပ်ကကျေးရွာအတွင်းကိုလေကြောင်းတိုက်ခိုက်သွားတယ်လို့သိရတာပါ။လေကြောင်းတိုက်ခိုက်ခရမှုမှာအသက်18နှစ်ဝန်းကျင်ရွယ်အမျိုးသား၄ယောက်နဲ့အမျိုးသမီး၄ယောက်စုပေါင်း9ယောက်တိဆုံးခဲ့ပြီးပြည်သူ30ကျော်တရားရရှိခဲ့တယ်လို့ဒေသခံတူကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲပြည်သူတွေကိုပြစ်မှတ်ထားပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်တာဖြစ်တယ်လို့အဲ့ဒီဒေသခံကဆိုပါတယ်စစ်ကောင်စီဟာရည်ရွယ်ချက်ရှိရှိလူသူအိမ်မောကျနေချိန်မှာကြေးရွာပေါ်တက်တဲ့ဘုံကျဲချခဲ့တာဖြစ်ကြောင်းပြည်သူထိခိုက်ဒေဆုံးတာတွေအပြင်နေအိမ်အများအပြားလည်းပျက်စီးသွားကြောင်းအညာမြေတပေါင်းစုကအသိပေးပါတယ်ဒီလောက်အတွင်းမြန်မြွနယ်ကိုစစ်တပ်လေထီရဟတ်ရင်တို့နဲ့စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတယ်လို့လည်းသိရပါတယ် နိုဝင်ဘာဒုတိယအပတ်ကလည်းမြန်မြွနယ်အတွင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကပြည်သူ၂ယောက်ထပ်မံတက်ဖြတ်ပြီး၅ယောက်ထပ်မံကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါစစ်ကောင်စီတပ်ဟာမနစ်ညက်နေပိုင်းကလည်းမန္တလေးတိုင်းတပေကျေးမြို့နယ်ထဲကလက်ပံပြန်ကြေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတက်ခိုက်ခဲ့လို့ပြည်သူ၂ယောက်သေဆုံးပြီး၃ယောက်ဒဏ်ရာရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေး MDY PDF ကထုတ်ပြန်ထားပါတယ်အလားတူစကိုင်းတိုင်းတပရင်းမြို့နယ်အရှိချမ်းကရင်ကျေးရွာအနီးကို မနေ့နေ့လယ်ပိုင်းကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နောင်မခခကနေလာတဲ့ဂျိုင်ရိုကော်ပတာ၃စီးနဲ့ဘုံတိချလေကြောင်းတက်ခိုက်ခဲ့လို့ပြည်သူနှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့တပရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။